ဂျားဖြန့်အရင်နဲ့ပတ်သက်ပြီးမြောက်ရီမြို့မှာနိုဝင်ဘာလ18ရက်နေ့ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားစောက်တပ် BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှိစက်တဲ့တရန်ရင်မြကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကတဝန်ရှိသူတွေနဲ့ BGF ခေါင်းဆောင်စောချစ်သူစုံမှုသူတို့မြောက်ရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါအဲ့ဒီနောက်နိုဝင်ဘာလ18ရက်နေ့ကရေကုတ်ကိုစီးနှင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်ကပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနိုင်မောင်စွန်နဲ့စောချစ်သူရဲ့တောင်းငယ်တို့ဥဆောင်ပါဝင်တာတွေ့ရပါတယ်။မနေ့ကစီနင်းမှုကတော့ရွှေကုတ်ကိုမြို့တွေကကြားဖြန့်လှုပ်ဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြားဖြန့်လုပ်ငန်းသုံးကွန်ပျူတာတွေဖုန်းတွေနဲ့တူတရုတ်နိုင်ငံသားအများစု အပေါ်ဝင်နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့ဒီနေ့ထုတ်ပြန်ချက်အရရွှေကုတ်ကိုမြို့တည်တဲ့ဝင်ရောက်စီးနင်းမှုအတွင်းမှာ အွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးရေတပေါင်းနီးပေါင်းဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံခြားသား346ယောက်ကိုဖမ်းဆီးမိကြတယ်လို့ဖော်ပြထားပါတယ်စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာဟန်ပြအလောက်သာဖြစ်ပြီးရွှေကုတ်ကိုမျိုးတွေကတခြားကြားဖြတ်တရုတ်ဆိုင်တွေမှာတော့အလုံသမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့တရိုင်းအမြင့်တချို့ကဆိုပါတယ်ရှင်